မင်းအောင်လိုင်းတမီအပါဝင်မင်းအောင်လိုင်းတို့စစ်ကောင်စီရဲ့လက်အောက်ခံ DKBA နဲ့ BGF ကကောင်းဆောင်လေးကိုအမေရိကန်သမရကြီးဖြစ်တဲ့ Donald Trump ကကြားဖြတ်တရားခံတွေအဖြစ်သူတို့တွေဟာအမေရိကန်နိုင်ငံကိုဥတည်ပြီးတော့ကြားဖြတ်လုပ်ငန်းကိုအွန်လိုင်းကနေလှုပ်ဆောင်ပြီးတော့ငွေလိမ်မှုတွေလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်သူတို့တွေကိုဖမ်းဆီးအရေးယူဖို့အတွက်အမေရိကန်တပ်ဖွဲ့တစ်ခု ဖန်သီးပြီးတော့ဖွဲ့စည်းပြီးတော့တို့တွေဒီကိုဖန်စည်းဖို့အတွက်ထိုင်းရစ်သက်ဖွဲ့နဲ့ပူးပေါင်းပြီးတော့လာရောက်စစ်စင်ရေးလုံဆောင်တော့မှာဖြစ်ကြောင်းအမေရိကန်လွှတ်တော်ကဒီကနေ့မှာအန်တီလင်းကိုအကြီးညာလိုက်ပြီးမကြဘူးမြန်မာနိုင်ငံရဲ့လေးပိုင်းတဲ့ထဲမှာဒါအမေရိကန်နိုင်ငံရဲ့တိုက်လေရင်တွေဝင်ရောက်ဖျက်ဆီးမှုတွေရှိနေတာဖြစ်တဲ့အတွက်တော်တော်လေးကိုနေပြီးတော့မှထိတ်လန့်သွားခဲ့ရတယ်လို့ကြားပါတယ်မင်းအောင်နိုင်ရဲ့သားနေသမီးပြီးလိုက်တာကြတော့ကရင်တွေရဲ့တက်စပေါကြီးဖြစ်တဲ့စောချစ်သူနော် BGF ဥက္ကရာကြီး ဘောကျုံစောချစ်သူနဲ့ GKBA ကကောင်းဆောင်အကုန်လုံးကိုဒါဖန်ဆီးဖို့အတွက်အမေရိကန်နိုင်ငံကနေပြီးတော့နော် Skin Center Strike Force ဆိုတဲ့ဒါသူတပ်ဖွဲ့ကြီးကိုဖွဲ့စည်းလိုက်ပြီးတော့မကြခင်မှာသူတို့ဒီကိုဖန်ဆီးသွားမှာဖြစ်ကြောင်းကြားသိရပါတယ် ။ဒါဆိုချစ်သူရဲ့ကိုးကွယ်ရာတကယ်ကိုမှကြားပြန်ကောင်းဆောင်ကြီးတထေးကြီးရှိရာဆိုရင်လည်းဒီကနေ့မှာဒါဒီကနေ့မဟုတ်ပါဘူးမနေ့ကနော်ဒါထိုင်းရဲသားဖွဲ့ကနေပြီးတော့ဒီနိုင်ငံကိုဆွဲလိုက်ပြီးပဲဖြစ်ပါဒီကနေ့မှာဒီနိုင်ငံကိုရောက်ရှိသွားပြီးဖြစ်ပြီးတော့တော်တော်လေးကိုလမ်းတော့မလျှောက်နိုင်တော့ပါဘူးထိုင်းရဲသားဖွဲ့တွေရဲ့ဘုဆောင်မှုနဲ့နော်ကျွန်တော်တို့ဒီကနေ့မှာတွေ့ရတာဆိုရင်ဒီနိုင်ငံကိုရောက်ရှိသွားတာမှာဒီရဲသားဖွဲ့တွေကသူ့ကိုခြီးပြီးတော့တော့နော်ခေါ်ဆောင်သွားတာမှာတော်တော်လေးကိုခြီးနေဆိုးနေပြီမကြခင်မှာဒေရန်ပေးခိုင်းရပါလား ဆိုတော့မယောင်းလိုက်ရဲ့မိသားစုဝင်တွေတော့ကြားထဲမှာအစိုးရတက်တော့မယ်အခုပလန်နမ်ကမှလည်းစစ်ကောင်စီရဲ့ main online တို့ကိုအရေးယူဖို့အတွက်အမြန်ဆုံးလုပ်နေပြီဒီဥချုံမထုံးကလည်း ICC ကိုဒီနေ့မှာတော့ဒါအင်ဂျင်နီပူပေါင်းပြီးတော့မယောင်းလိုက်တို့ကိုအမြန်ဆုံးအပြစ်ပေးဖို့အတွက်နော်ဖမ်းဝင်ရန်ထုတ်ဖို့အတွက်တောင်းဆိုလိုက်တာဖြစ်တယ်မကြားခင်မှာတရင်ကောင်းနေကြရပါလိမ့်မယ်အမေရိကန်ကလည်းဂျမ်းဖြတ်မှုနဲ့ငေါ်တမ်မန်တိုက်ရဲ့ဝင်လို့မရရင်ဂျမ်းဖြတ်မှုနဲ့ဝင်မယောင်းလိုက်တို့ကိုဆုံးမဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ